ထိုင်းဆိုရကနေ့လယ်ပိုင်းအရက်ဝယ်ယူရောင်းချတောက်သုံးခွင့်ဆိုင်ရာကန့်တက်ချက်ကိုဖြေလျှော့ပေးလိုက်ပါပြီ။ထိုင်းနိုင်ငံအတွင်းအရက်ရောင်းချဝယ်ယူခွင့်ကိုနေ့လယ်၂နာရီကနေညနေ၅နာရီအကြာအပါအဝင်မနေ့၁၇နာရီကနေညတကောင်အထိတောက်လျှောက်ခွင့်ပြုပေးလိုက်ကြောင်းဒီဇင်ဘာ၂ရက်နေ့ထုတ်ထိုင်းတော်ဝင်ပြန်နှံ့မှဖော်ပြထားပါတယ်။အရင်နေ့လယ်၂နာရီကနေညနေ၅နာရီအကြာရောင်းချဝယ်ယူခွင့်တမ်းမြင့်ချက်ဟာလည်းဒီပြဋ္ဌာန်းချက်အသစ်အသက်ဝင်တဲ့ဒီဇင်ဘာလ၃ရက်ဗုဒ္ဓဦးနေ့ကစလို့ပြည့်ပြည့်သွားပြီဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်အသစ်ရဲ့ထူးခြားချက်ကတော့ မှာထားပြီးသားအရက်ကိုစားတောက်ဆိုင်ဟိုတယ်စသဖြင့်ကိုရောက်နေတဲ့နေရာမှာတတ်မှတ်ချိန်ညသကောင်တဲ့တနာရီကျော်ပြီးပြီးအောင် ကုံအောင်တောက်ခွင့်ပြုထားတာဖြစ်ပါတယ်။အရင်ထုတ်ပြန်တဲ့ဥပဒေမှာအဲ့ဒီလိုရှင်းရှင်းလင်းလင်းပြောမထားတဲ့အတွက်စားသုံးသူတွေနဲ့ရောင်းချသူတွေအကြားမရေရာမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒါဟာရက်180စံတကာလအဖြစ်ယာယီဖြေလျှော့ပေးတာဖြစ်ပါတယ်။စန္တကလာအတွင်းဘန်ကောက်နဲ့တခြားပြည်နယ်အသီးသီးကအရက်သေးစားကြီးကြပ်ရေးကော်မတီတွေကတက်ရောက်မှုဘလို့ရှိတယ်ဆိုတာကို စံတက်ကာလမကုန်ခင်တည်င်းပြန်ပို့ပေးကြရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာလေဆိပ်လိုင်စင်ရဖြောပြေးရေးနေရာတွေလိုင်စင်ရဟိုတယ်တွေအပေါ်တက်ရောက်မှုမရှိဘူးလို့ဆိုပါတယ်။ Christmas New Year Holiday ကာလမတိုင်ခင်ဖြေလျှော့ပေးလိုက်တဲ့ဒီပြောင်းလဲမှုကိုခီးသွွားလုပ်ငန်းရှင်တွေကကြိုဆိုကြပါတယ်။ထိုင်းနိုင်ငံကိုလာတဲ့ကမ္ဘာလဲခီးတဲ့အရေးအတွက်ကြာဆင်းလာတာကြောင့်ခီးသွွားလုပ်ငန်းအပေါ်မီကိုအားထားနေရတဲ့စီးပွားရေးတွေလည်းထိခိုက်လာနေပါတယ်။ ။ဒါကြောင့်အစိုးရကခီးသွွားလုပ်ငန်းကိုမြင့်တင်ပေးနိုင်မဲ့ပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။